ကောင်းစားမှာဗီဒီယိုဂိမ်းစကီးကို next level ရောက်ခြင်းလဲဆိုရင်ဒီဗီဒီယိုလေးကအခုကြည့်နေတဲ့အတွက်ပဲဖြစ်ပါတယ်။လုံနည်းလေးကိုတော့ဒီ align motion လောက်ပြပေးထားပါတယ်။ဆိုတော့သွားပြီးတော့ကြည့်လိုက်အောင်။ Okay ပမာဆုံးဒီ align motion software ကိုတစ်ချက်ဝင်လိုက်မယ်။ပြီးတော့ဒီ black icon လေးကိုတစ်ချက်နှိပ်လိုက်မယ်။ပြီးတော့ဒီ range show ကိုတော့69ပဲရွေးလိုက်မယ်။ Okay ပြီးတော့ပထမဆုံးကျွန်တော်ဒီ shape တစ်ခုကို add လိုက်မယ်နော် Okay အဲ့ဒီတော့ကျွန်တော်ဒီမှာ rectangle လေးကိုယူလိုက်မယ်ပြီးတော့ကျွန်တော်အပေါ်ကအဆက်ကလေး၃ဆက်ကိုနှိပ်လိုက်မယ် ပြီးွားရင်ကျွန်တော်ဒီ strap to composition area ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော်ဒီ shape လေးကိုကျွန်တော်နည်းနည်းလေးအချိန်လေးကိုဆွဲဆန်လိုက်မယ်နော်โอเคကျွန်တော်ဒီ7လောက်တိထားလိုက်မယ်ပေါ့နော် 7 second လောက်ထိထားလိုက်မယ် okay py py တွင်ကျွန်တော်ဒီ rectangle လေးကိုတစ်ချက်နဲ့ py ကျွန်တော်ဒီ column fill လေးကိုတစ်ချက်နဲ့ py ကျွန်တော်အယောင်လေးကိုအဖြူလေးထားလိုက်မယ် okay py ကျွန်တော်တို့အပေါင်းလေးကိုထပ်နေမယ် py ကျွန်တော်တို့ဒီမှာ shape ကလေးတစ်ခုကိုကျွန်တော်ထပ်ပြီးရွေးလိုက်မယ် py ကျွန်တော် column fill ကိုဝင်မယ် py ကျွန်တော်တို့ဒီအဖြူလေးကိုပဲတစ်ချက်ထပ်နှိပ်လိုက်မယ် okay py ပြန်ထွက်လိုက်မယ်ထွက်ပြီး why ကျွန်တော်ဒီမှာ edit shape ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay, addition ကိုနှိပ်ပြီးွားပြီဆိုရင်ကျွန်တော်ဒီ radius ကိုကျွန်တော်နည်းနည်းလေးတိုးလိုက်မယ်နော်။ Okay, ကျွန်တော် wide wide အထိတိုးလိုက်မယ်။ဒီမှာဆိုရင်ကျွန်တော် wide wide ပြီ။ Okay, ပြီးွားရင်ကျွန်တော်ပြန်ထွက်လိုက်မယ်။ထွက်ပြီးွားရင် border and shadow တွေကိုဝင်မယ်။ပြီးွားရင်ကျွန်တော် shadow လေးကို on ပေးလိုက်မယ်နော်။ Okay, ဒါဆိုရင်ကျွန်တော်နည်းနည်းလေးပို့ပြီးတော့တည်တာပါပြီ။ โอเคဒီပုံစံလေးရမယ်အဲရသွားရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပြီးွားရင်နောက်ထပ်ကျွန်တော်တို့ကဒီတစ်ခုကိုအပ်လိုက်မယ်မီဒီယာလေးကိုဝင်လိုက်မယ်ပြီးွားရင်ကျွန်တော်လိုချင်တဲ့ဟာလေးကျတော့ဒီ Google လေးကိုတစ်ချက်ယူလိုက်မယ်ပြီးွားရင်ကျွန်တော် move and transform ကိုဝင်မယ်ပြီးွားရင်ကျွန်တော်ဒါလေးကို site လေးကို short ချလိုက်မယ်โอเคโอเคဒါဆိုရင်ကျွန်တော်ဒီ site လေးက fit ဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီနှစ်ခုကို select မှတ်လိုက်နော်မှတ်ပြီးွားရင်ကျွန်တော်ဒီ background နဲ့တပြေးတော့ကျွန်တော်သွားလိုက်သွားပြီးရင် IC ကျွန်တော်ဆွဲလိုက်ပါ โอเคဒီတိုင်းလေးကျွန်တော်တို့ရွာပါပြီရွာပါပြီဆိုရင်ကျွန်တော်ဒီ Google နဲ့ကျွန်တော်ဒီအဲခလာဒီ wine shake ကလေးနဲ့ကျွန်တော်နှစ်ခု connect လုပ်မယ်နော်ဆက်လိုက်မယ်အဲ့ဒီတော့ကျွန်တော်ဒီ Google လေးကိုတစ်ချက်ထောက်လိုက်ပါပြီးွားရင်ကျွန်တော်ဒီမှာ apply အကောင့်လေးကိုနှိပ်လိုက်ပါဒီပထမဆုံးတွေ့တဲ့ဟာလေးပါနော်ပြီးွားရင်ကျွန်တော်ဒီမှာ wine လေးတွေ့လား rounded rectangle one ဆိုတာအဲ့ကောင်လေးနဲ့ကျွန်တော်တို့ connect လုပ်လိုက်ပါ โอเคဒါဆိုရင်တော့ကျွန်တော်ဒီနှစ်ခုကို corner လောက်လို့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ rounded rectangle လေးကိုချက်နှိပ်လိုက်ပြီးတော့ကျွန်တော် move and transfer ဝင် animation စပြီးတော့ပေးမယ်အပေါင်းလေးကိုနှိပ်မယ်နောက်ထပ်နည်းနည်းလေးချဲ့လိုက်မယ်ကျွန်တော်အပေါင်းလေးကိုထပ်ပြီးတော့နှိပ်မယ်ကျွန်တော်ပထမ layer ပထမ keyframe ကိုကျွန်တော်သွားလိုက်မယ်အမ် sorry ကျွန်တော်ဒီမှာမှားပါတယ်เนาะကျွန်တော်ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်ပါโอเคပြီးတော့ကျွန်တော် color အတိုင်းပဲ keyframe လေးပြန်ပြီးတော့ချလိုက်မယ်โอเคကျွန်တော်ဒီအသေးကြီး size ကလေးကိုချမှာမဟုတ်ဘူးကျွန်တော်ဒီ အထဲထဲဝင်သွားတာနဲ့ပြန်ထွက်လာတဲ့ဇွန်ပုံစံလေးကိုကျွန်တော်တို့ကထားမှာပါနော်ဟိုဘဲပညာရွေးတာကိုထားမှာမဟုတ်ကျွန်တော်အဲ့တော့တောင်းမှားပါတယ်ဒီကောင်လေးကိုတစ်ချက်ပြန်နှိပ်ပြီးတော့ key frame လေးတစ်ချက်ထပ်ချလိုက်ပြီ Okay B1 ကျွန်တော်တို့ဒီပထမ key frame ကိုလာမယ်လာပြီး1ကျွန်တော် site ကလေးကိုတေးလိုက်မယ် Okay မမြင်ရတဲ့အထိတေးလိုက်ပါ B1 ကျွန်တော်တို့ eye နှစ်ခုချားတဲ့ဟိုလားကျွန်တော်တို့ grad ကလေးကိုတစ်ချက်နှိပ်လိုက်ပါ B1 ကျွန်တော်ဒီ grad လေးကိုတစ်ချက်နှိပ်လိုက် B1 ကျွန်တော်ဒီမှာဒုတိယမြောက် grad လေးကိုတစ်ချက်ရွေးလိုက်ပါ B1 ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲထားလိုက်နော် အပြင်ဒီကောင်လေးကိုလည်းအရင်မခုံမြင်တဲ့အတွက်ကြောင့်ဒီလောက်လောက်လေးကိုကျွန်တော်ထားလိုက်မယ်။ Okay ။ပြီးတော့ကျွန်တော်ဒါလေးကိုပြန်ပြီး play ကြည့်လိုက်မယ်။ Okay ဒီတိုင်းလေးဖြုတ်သွားပြီဆိုရင်ကျွန်တော်တို့ဘာထက်လုပ်မလဲဆိုတော့ကျွန်တော်ဒီ color ဆုံးခဲ့တဲ့နေရာလေးကိုတစ်ချက်သွားကျွန်တော်ဒီ rounder rectangle လေးကိုတစ်ချက်နှိပ် โอเคပြီးွားရင်တော့ဒီမှာ edit shape ကလေးကိုတစ်ချက်နှိပ်လိုက်ပါ edit shape ကလေးကိုနှိပ်ပြီးွားရင်ကြောဒီမှာ keyframe တစ်ခုချလိုက်เนาะ color စုံတဲ့နေရာလေးမှာ keyframe တစ်ခုချလိုက်ပြီးွားရင်တော့နည်းနည်းလေးဆွဲလိုက်ဆွဲပြီးရင်ကြော keyframe လေးတစ်ခုချလိုက်ပြီးွားရင်ကြော size ကလေးကိုဆွဲပြီးတော့ချဲလိုက်မယ်โอเคဒီပုံစံလေးပါကြောဒီ Google ကပုံစံလေးပါเนาะအဲ့ပုံစံလေးလိုချင်လို့ကြောဆွဲပြီးတော့ချဲလိုက်မယ်โอเคဒီလောက်ဆိုရင်ကျွန်တော်တို့ရပါပြီပြီးတော့နည်းနည်းလေးကျယ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ wire လေးကိုနှိပ်ပြီးတော့နည်းနည်းလေးသေးလိုက်မယ် โอเคပြီးတော့ကျတော့ဒီ crack လေးကိုနှိပ်မယ်တစ်ချက်နှိပ်လိုက်ပါပြီးတော့ကျတော့ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်ပြီးရင်ကျတော့ဒီမှာအစုံဆွဲလိုက်ဒီကောင်လေးကိုအစုံတင်လိုက်ပါကျတော့တစ်ချက်ပြန်ကြည့်ကြည့်လိုက်မယ်ပြီးရင်ကျတော့ဒီကောင်လေးကိုတစ်ချက်မှတ်တာနော်အဲဒီနေရာလေးကိုတစ်ချက် key frame ချတဲ့နေရာလေးတွေကိုတစ်ချက်မှတ်လိုက်မယ်โอเคပြီးတော့ကျတော့ဒီတိုင်းဆိုရင်ဒီ Google ရအလဲမှာကြံခဲ့တယ်နော်ကြံခဲ့တယ်ဆိုတော့အဲကြောင့်ဒီကောင်မှာကျတော့ဒီ animation သွားတဲ့နောက်ကိုလိုက်မယ်โอเคအဲ့တော့ ဒီ Google ကိုတစ်ချက်ထောက်လိုက်ပါထုံးစံတိုင်းမှာ move and transfer ဝင် key frame တစ်ခုချအဲနောက်နေရာတစ်ခုသွား key frame တစ်ခုချပြီးွားရင်ကျွန်တော်ဒီဘက်ကိုရွှေ့လိုက်မယ် Okay ဒါညီအောင်ရွှေ့ပါနော် Okay ကျွန်တော်ဒီမှာ adjust လုပ်လိုက်ပါလိုချင်တဲ့နေရာလေးကို Okay ဒီနေရာလောက်ဆိုရင်အဆင်ပြေတယ်ပြီးွားရင်ထုံးစံတိုင်းမှာအဲ color grab အတိုင်းမှာကျွန်တော်ထားလိုက်မယ် Okay တစ်ချက်ပြန်ကြည့်လိုက်မယ်နော် โอเคဒီပုံစံလေးရပါပြီရပါပြီဆိုရင်ကျွန်တော်တို့အမ်ဒါတော့ရပါပြီကျွန်တော်ဒီထဲမှာစာရေးမယ်ပေါ့နော်โอเคကျွန်တော်ဒီမှာမဆုံးငင်လေးနေရာလေးကိုတစ်ချက်ခြားလိုက်မယ်ပြီးတော့ plus icon လေးကိုနှိပ်ပါဒီ tag ကိုနှိပ်ပါအမ်ဒီမှာဆိုရင်ကျွန်တော်ကိုထွ sharing လို့ပဲရိုက်ရှာပြလိုက်မယ်ကျွန်တော်ဒီပြောချင်တာ Google မှာကျွန်တော်တခုရှာမယ်ဆိုရင်ကျွန်တော်အဲ့ပုံစံလေးကို animation ပေးတဲ့ပုံစံဖြစ်ပါတယ် အဲကြောဒီမှာကိုထရရှယ်ရင်လို့ရိုက်ရှာလိုက်ပြီးโอเคကြောဖောင့်နေပါရင်မပြောင်းပြတော့ဘူးโอเคကြောအလဲမှာထားလိုက်မယ်ပြီးဝင်ကြောဒီကောင်လေးကို black နှိပ်လိုက်မယ်ပြီးဝင်ကြော site လေးကိုနည်းနည်းလေး a little လေးကြီးလိုက်မယ်โอเคပြီးဝင်ကြောအမှန်လေးချစ်လိုက်မယ်ပြီးရင်ကြော border shoulder ဝင်ပြီးတော့ကြောဒီ stroke လေးကိုနည်းနည်းလေးဖြွင့်လိုက်မယ်ပြီးရင်နည်းနည်းလေး short လိုက်မယ်ပြီးရင်ကြောဒီမှာအဲ shadow တစ်ချက်ထပ်ဝင်ပြီးနည်းနည်းလေးပေးလိုက်ပါနော်နာဝအောင်လို့โอเค realistic လေးဆန်အောင်လို့โอเค p1 ကြောတို့အဲ touch လေးကို sorry ကျွန်တော်ဒီမှာမှားပြီးနှိပ်လိုက်တယ်။ okay okay ပြီးရင်ကျတော့အဲ့ဒီ layer လေးကိုတစ်ချက်ထောက်လိုက်ပါ။ထောက်ပြီးဝိုင်းရင်ကျတော့ဒီမှာ effect ကိုသွားပါဒီ add effect ကိုနှိပ်ပါပြီးဝိုင်းရင်ကျတော့အဲ့မှာဘာလဲဆိုတော့ touch လို့တစ်ချက်ရိုက်ရှာလိုက်ပါအဲ့မှာကျတော့ဒီမှာ touch progress ဆိုတာလေးရှိတယ် icon လေးကိုတစ်ချက်နှိပ်လိုက်။ပြီးဝိုင်းရင်ကျတော့ဒီမှာ type in ဆိုတာလေးရှိရယ် standard ကိုမရွေးဘူးเนาะဒီ type in လေးကိုတစ်ချက်နှိပ်လိုက်ပါ โอเคပြီးရင်တော့ဒီအန်လေးကိုတစ်ချက်နှိပ်ကြောဒီကောင်လေးကိုနည်းနည်းလေးအဆက်ချလိုက်မယ်ပေါ့နော်โอเคတော့တစ်ချက်ကြည့်ကြည့်လိုက်မယ်ရိုင်းသွားတယ်โอเค go to sharing ကြောဒီကာစာသွားတဲ့နေရာလေးကိုတိတ်မကြိုက်ဘူးပေါ့နော်မကြိုက်ရင်ကြောဒီကောင်လေးကိုကာစာလေးကိုတစ်ချက်နှိပ်အပြီးရင်ကြောဒီကောင်လေးရွေးလိုက်မယ်တယ်လीဒါလေးကပို့ပြီးတော့အကြည့်လို့ကောင်းတယ်ပေါ့နော်โอเคကြောတစ်ချက်ပြန် play ကြည့်လိုက်မယ် ရရင်သွားတယ် control sharing okay အဲကျော်ဒီမှာဆုံးသွားတယ်ဗောနော်ဆုံးသွားရင်ကျော်ဒီဘေးမှာအဲသူ့ပုံစံအတိုင်းလေးပဲပေါ့ကျော်ဒီ plan blue ပုံလေးကိုတစ်ချက်ချမယ်ဆိုတော့အပေါင်းလေးကိုနှိပ်ပါပြီးတော့ကျော်ဒီဘေးလေးကိုဆွဲလိုက်ဆွဲလိုက် plan blue လေးကိုရှာမယ် okay ဒီမှာတွေ့ပြီပြီးရင်ဒီကောင်လေးကိုလည်းထုံးစံတိုင်း color change လိုက်ကျော် care လေးထားလိုက်မယ် okay b1 ကြောဒီမှာ move and transform ဝင်ကြော site ကလေးကိုနည်းနည်းလေးသေးလိုက်မယ် collagen လို adjust လုပ်လိုက်ပါနော် okay โอเคကျွန်တော်ဒီလောက်ပဲထားလိုက်မယ်โอเคပြီးွားရင်ကျွန်တော်တို့ move and transform ကိုပြန်ဝင်โอเคကျွန်တော်ဒီမှာ adjust ထားလိုက်မယ်ဒီနေရာလေးပေါ့โอเคဒီလောက်လေးပဲထားလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ဒီကောင်ကို animation ပေးမယ်ပေါ့နော်အမ်ဆိုတော့ကျွန်တော်ဒီ move and transform ဝင်မယ်ပြီးရင်ဒီ cycle လေးနေရာလေးကိုလာမယ် keyframe တစ်ခုချ keyframe တစ်ခုချ ဒီ one ဒီပထမ key frame မှာကျွန်တော်တို့ထုံးစံတိုင်းမဲ့ site ကလေးကိုထေချလိုက်မယ်။ Okay B1 ကျတော့ဒီမှာ grab ကိုရွေးမယ်။ခုလရွေးထားတဲ့ grab လေးပဲသူကဟောင်းနှိပ်မယ်။ပြီးရင်ဒီကောင်လေးကိုနှိပ်မယ်။ပြီးရင်ကျတော့ဒီကောင်လေးကိုနည်းနည်းလေးအပွားလေးဖြီးချပေးလိုက်။ Okay ပြန်ကြည့်ကြည့်မယ်။ Okay ဒီတိုင်းလေးပေါ်လာပြီနော်။ Okay အဲဒီတိုင်းလေးပေါ်လာပြီ။ကျွန်တော်ဒီအထိတော့ B1 ပြီပေါ့။အဲကျတော့ဒီ layer တွေအကုန်လုံးအနောက်ကိုပို့လိုက်မယ်ပေါ့နော်။ โอเคညီအောင်လို့အကောင်လုံးထားလိုက်မယ်โอเคတစ်ချက်ပြန်ပလေးကြည့်လိုက်မယ်โอเคโอเคကိုထရရှာโอเคအမှန်လူလေးပေါ်လာပြီအဲဆိုတော့ဒီကောင်အကောင်လုံး group တစ်ခုဖွဲ့လိုက်မယ်ပေါ့နော်โอเคကြောဒီကောင်လေးကိုဖိထားလိုက်โอเคပြင်ဒီမှာ group လေးကိုနှိပ်လိုက်ပါပြန်ပလေးကြည့်လိုက်မယ်ကိုတို့ sharing โอเคဒီမှာမှန်ဘလူးလေးစုံရတဲ့နေရာလေးပါအဲ့မှာကျွန်တော် key frame တစ်ခုထပ်ပေးမယ် animation တစ်ခုထပ်ပေးမယ်ပြီးရင်နည်းနည်းလေးဆွဲလိုက်မယ်โอเค အပြင်ကျတော့ဒီကောင်လေးကိုမလုပ်မလဲအပေါ်ကိုတစ်ချက်အဲတညီလေးဆွတ်တင်လိုက်နော် Okay ကျတော့အောက်ကလေပုံလေးတက်လာတဲ့ပုံစံကျတော့လိုချင်သေးတာဆိုတော့ဒီကောင်လေးကို grab လေးတစ်ချက်ပေးလိုက်မယ် Okay ကျတော့ဒီလောက်လေးပဲထားလိုက်မယ်ပြင်ဒီကောင်လေးကိုကျတော့ copy လုပ်လိုက်မယ်နော် Okay copy လုပ်လိုက်မယ် Okay ဒီချက်လောက်ပြန် play ကြည့်လိုက်အောင် go to sharing okay ပြီးတော့ဒီနေရာလေးမှာခလာ ပေးထားတဲ့နေရာလေးကိုကျွန်တော်တစ်ချက်မှတ်ထားလိုက်ကျွန်တော်ထပ်လုံးစရာရှိသေးတဲ့အတွက်ကြောင့် Okay ဒီတိုင်းလေးမှတ်ထားလိုက်မယ် Okay ပြီးသွားရင်ကျွန်တော်ဒီနေရာလေးမှာဘာလုပ်မလဲဆိုတော့အဲ blood icon လေးကိုနှိပ်ပါ media ကိုနှိပ်ပါကျွန်တော်ဒီမှာ sequence ရိုက်ထားတဲ့ကျွန်တော်တို့ဒီတင်ထားတဲ့ video တွေကိုပြတင်နေပါတော့โอเคအဲ့ဒီတော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော် site ကလေးကိုသေးလိုက်ပါဒါတော့ဒီကျွန်တော် video ကျွန်တော် sequence ရိုက်ထားတာပါเนาะကျွန်တော် YouTube channel ဟာအဲ့ပြီးရင်ပြန်ထွက်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ နောက်တစ်တစ်ခါထပ်ပြီးတော့ sorry ဒီကောင်လေးကိုညီအောင်နှိမ့်လိုက်မယ်။ Okay ပြီးရင်ကြောဒီမှာဒီကောင်လေးကိုတစ်ချက်ထပ်နှိမ့်လိုက်ပါ။ပြီးရင်ကြောဒီကောင်လေးကို move and transform နှိမ့်ပြီးတော့နှစ်ခုညီအောင်လို့နည်းနည်းလေးဆွဲချလိုက်။ကြောဒီမှာဆိုရင်ညီလားမညီလားမသိဘူးเนาะ။မသိရတဲ့အတွက်ကြောင့်ကြောဒီ rounded rectangle လေးကိုဒီပုံရဲ့အောက်ကိုကြောင်ချလိုက်မယ်။ Okay ဒါဆိုရင်ကြောလို့မြင်နေရပြီ။အစောကြော adjust လုပ်လိုက်မယ်เนาะ။ Okay edit shape ကိုသွားမယ်။အဲဒီကောင်တော့ကြောအဆုံးထိထားလိုက်မယ်။ ပြင်ကြော်ဒီ wine ကိုကျွန်တော်ဆွဲထည့်လိုက်မယ်အောက်ကိုနည်းနည်းလေးဆွဲချင်လိုက်မယ် h ကိုလည်းကျွန်တော်နည်းနည်းလေးမြင်တောင်ထည့်လိုက်မယ် okay ဒီတိုင်းလေးဆိုရမယ်ထင်တယ်ချက်ကြည့်ကြည့်လိုက်မယ် okay ဒါဆိုရင်ညီသွားပြီကျွန်တော်ဒီကောင်လေးကို color change လိုက်မယ်เนาะ okay ဘာလဲဆိုတော့အနက်ကလေး change လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ border and shadow ဝင်မယ်ကျွန်တော် shadow ဝင်ပြီးတော့ဖွင့်ပေးလိုက်မယ် okay ဒီပုံစံလေးရပါပြီအဲရပါပြီဆိုရင်ကျွန်တော်ဒီကောင်နှစ်ခုကိုလည်းထုံးစံနိုင်မယ် slap မှတ်လိုက်မယ် ပြီးတော့ကျွန်တော်အနောက်ဆုံးသွားပြီးတော့တညီရဲသွားလှုပ်လိုက်မှာ okay ဒါဆိုရင်ကျွန်တော်ဒီကောင်လေးလည်းရပါပြီရပါပြီဆိုရင်ဒီနှစ်ခုကတစ်ခုချင်းစီရွှေ့လို့မရဘူးအဲ့ဒီတော့ကျွန်တော်ဒီကောင်နှစ်ခုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ group ဖွဲ့လိုက်မယ် okay ဒါဆိုရင်ထုံးစံတိုင်းဒီကောင်လေးရပါပြီအဲကျွန်တော်ဒီမှာ loading နဲ့နေရာလေးပါနော်ကိုလိုနေတဲ့နေရာလေးကိုသွားမယ် okay တစ်ချက်ကြည့်လိုက်မယ် okay ဒီလောက်လေးဒါဒီကောင်နည်းနည်းလေးအောက်လေးနည်းနည်းခြားကြည့်လိုက်မယ် okay ဒီပုံစံလေးရပြီဒီကောင်ကျွန်တော် animation ပေးမယ် ထုံးစံနိုင်မယ် key frame တစ်ခုချမယ် p1 တော့ဒီမှာ class မှတ်ထားတဲ့နေရာမှာ key frame တစ်ခုလာချမယ် okay p1 တော့ပထမ key frame ကိုလာလိုက်မယ်လာပြီးတော့တော့အောက်ကိုဆွဲချလိုက်ပါကျော်အောက်ကိုဆွဲချလိုက်မယ်နော်မမြင်ရတဲ့အထိ okay ဒီကတော့ဒီ grab လေးကို color grab လေးကိုကျွန်တော်တို့ဟိုမှာ copy လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီမှာ paste ချလိုက်မယ်။ okay တခြားပြန်ကြည့်အောင် okay ဒီတိုင်းလေးဖြစ်သွားပြီ။ဒီတိုင်းလေးဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီနောက်ထပ် ပုံတစ်ပုံထပ်ထည့်မယ်ပေါ့နော်အဲ့ဒီတော့ဒီ group လေးကိုကျွန်တော်တို့ဒီ duplicate ပွားလိုက်မယ် sorry copy လုပ်လိုက်မယ်ပေါ့ p1 ကျွန်တော်ဒီမှာ paste layer ဆိုပြီးတော့ခြားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ group 2ကိုပြင်မယ်တစ်ချက်နှိပ်လိုက်မယ် edit group ကိုနှိပ်မယ်ပုံလေးကိုကျွန်တော်တစ်ချက်ပြင်မယ်ပြင်မယ်ဆိုတော့ကျွန်တော် color and fader ကိုဝင်မယ်ပြီးရင်ဒီကျဲပုံစံလေးကိုနှိပ်မယ်နေပြီးတော့ကျွန်တော်တို့ဒီမှာဒီပုံလေးကိုကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်။ Okay အပေါင်းလေးကိုနှိပ်လိုက်ပါ။ဘာမှပြင်စရာမလိုဘူး။ထွက်လိုက်။ ဝေးဒီကောင်လေးပါထပ်ပြီးတော့ထွာလိုက်ဒီပုံစံလေးဖြစ်သွားမယ်ဒီမှာကျတော့ key frame တွေကိုပြင်မယ်နော် key frame တွေပြင်ရမယ်ဆိုတဲ့အကြောင်းဒီကောင်လေးကိုနှိပ်လိုက်ပါ move and transform ဝင် okay ဒီ key frame မှာကျွန်တော်ဗန်နီယာကိုသွားတင်တာလဲဒီဘက်ကိုသွိုးမယ် okay ကျတော့ဒီဘက်လေးကိုတစ်ချက်သွိုးလိုက်မယ်ပေါ့နော်အဲသူ့လိုပဲကျွန်တော်ဒီအစွန်နာလေးကိုသွားလိုက်မယ်ပြင်ကျတော့ဒီပထမ key frame မှာလည်းတစ်ချက်လာမယ် okay ဒီမှာကျတော့ဘယ်ကိုသွားမလဲသူ့နဲ့တန်းတန်းနဲ့ကိုကျွန်တော်သွားလိုက်မယ်ပေါ့နော် โอเคจ้ะဒီမြင်းလေးတန်းไว้ဆိုရင်ဒါတန်းနေပါเนาะတစ်ချက်ကြည့်ကြည့်လိုက်မယ်โอเคဒီပုံစံလေးရပါပါပြီကျွန်တော်အစားလေးပြန် play ကြည့်လိုက်မယ်โอเค code share မှန် blue လေးနဲ့โอเคဒီပုံစံလေးဖြစ်ပါပြီเนาะအဲဒါဆိုရင်တော့အဲကျွန်တော်အခုပြောတဲ့ animation လေးကိုလောက်တတ်မယ်လို့ထင်တယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုအကုန်လုံး slap မှတ်လိုက်เนาะโอเค လက်မှတ်လိုက်ပြီးဝမ်ကြောဒီမှာဖြတ်တဲ့ဟာလေးရှိတယ်အကွာဒီလောက်ရပြီဆိုရင် ဖြတ်လိုက်ပါဖြတ်ပြီးဝမ်ကြောတစ်ချက်ပြန်ပြီးတော့ play ကြည့်လိုက်မယ် Okay ဒါဆိုရင်ရသွားပြီလို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကညီကိုတို့ project တွေမှာထည့်သုံးလို့အများကြီးအများကြီးအကျိုးရှိလိမ့်မယ်လို့မျှော်လင့်တယ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုကြည့်ကြနေတာဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားဖို့ကြိုးစားချင်ပါတယ်